အိမ်ဆဲမှာ format painter အသုံးပြုရဲ့နည်းကိုသင်စာနဲ့အတူတူလေ့လာကြရအောင်။အရင်ဆုံး format painter ဆိုတာဘာလဲ။ format painter ဆိုတာ format တွေကို copy ယူရဲလို့အဓိပ္ပာယ်ရပါတယ်။ပြောရမယ်ဆိုလို့ရှိရင်တော့အိမ်ဆဲထဲမှာဇီယားကွက်လေးလေးကွက်ဆွဲထားတယ်။အဲ့ဒီမှာပထမဆုံးဇီယားကွက်လေးဒီမှာရှိတဲ့ခေါင်းစဉ်လေးတွေကိုကြတော့သင်စာတို့ကစလုံး font style ပြောင်းထားတယ်။ စလုံးထူထားတယ်စလုံးဆောင်းထားတယ် highlight color လေးထည့်ထားတယ်ဟုတ်ပြီအဲ့ဒီပုံစံအတိုင်းပဲကြံတဲ့ဇာကွက်၃ကွက်ရဲ့ခေါင်းစဉ်လေးတွေကိုလည်းအဲ့ဒီအတိုင်းထားခြင်းနဲ့တပုံစံနဲ့ထားခြင်းနဲ့ဆိုပါတော့ ဒါဆိုရင်ပုံမှန်အဖြစ်လုံလို့ရတဲ့အရာကဆက်လက်ပေးပြီးတော့တစားတို့က font style ပြောင်းမယ်စလုံးထူမယ်စလုံးဆောင်းမယ် highlight color ထည့်မယ်ဒီလိုမျိုးလေးတဆင့်ချင်းစီသွားလို့ရရတယ်ဒါပေမဲ့အချိန်ကုန်တယ်လေဒါကြောင့်မို့လို့တစားတို့ကအလွယ်ကူဆုံးနည်းလမ်းလေးကိုပြပြပေးပါမယ် ပြီးွားပြီဆိုလို့ရှိရင်အခုနောက်က step by step သွားရဲ့နီးလန်းလေးရကြတော့ဇေယားကွက်လေး၃ကွက်တည်းမို့လို့တော်သေးရဲ့တကယ်လို့တစားရောကဇေယားကွက်ဒီအကွက်90အကွက်100လောက်ဆွဲထားရဲ့အထာရဲ့အားလုံးကိုဒီပုံစံအတိုင်း format ယူခြင်းနဲ့ဆိုရင်ဇေယားကွက်ပေါင်းအကွက်100အကွက်200လောက်ကို လိုက်ပြင်နေရမယ်ဆိုရင်အချိန်လဲကုန်တယ်လူလဲပင်မင်းနေဒါကြောင့်မို့လို့ format painter လုပ်တဲ့နည်းလေးကိုသင်ပေးပါပါအရင်ဆုံးအနေနဲ့ ဒီဇရာကွက်ခေါင်းစဉ်လေးကိုဆက်လက်ပေးမယ်ပေးပြီးသွားပြီဆိုရင် clipper glue တဲက format painter ဆိုတာလို့တစ်ချက်နှိပ်မယ်နှိပ်ပြီးသွားပြီဆိုရင်ဒီစားတို့ format painter ထားခြင်းနဲ့စာချောင်းလေးပေါ်တင်လိုက်ပါမယ်ဒီစာချောင်းလေးပေါ်ကိုဆက်လက်ပေးလိုက်ပါမယ်အော်ဒါဆိုရင်ဒီဇရာကွက်လေးကလည်းပထမဇရာကွက်အတိုင်းပဲမစကလုံးလေး font style ပြောင်းသွားပြီ အဲဒီမှာစက်လုံးထူထားရယ်စက်လုံးဆောင်းထားရယ် highlight color လေးထည့်ထားရယ်သူ့ရဲ့ပုံစံအတိုင်း format လေးရသွားပြီအဲ့ဒါကို format painter လုပ်တယ်လို့ခေါ်ပါတယ်ဒါဆိုရင်နောက်ထပ်တစ်ခုလေ့လာကြည့်ရအောင်ပါပဲလလို့ဆက်လက်ပေးမယ် clipper glue တဲက format painter ကိုနှိပ်မယ်ဒီပေါ်မှာလည်းသွားတင်လိုက်လို့ရှိရင်သူ့ရဲ့ပုံစံတိုင်းတပုံစံနဲ့ format ယူပြီးသားဖြစ်သွားပါလိမ့်မယ်ဆက်လက်ပေးမယ် format ပေးတာလေးကိုနှိပ်မယ်ဒီပေါ်မှာတင်လိုက်မယ်ဒါဆိုလို့ရှိရင်သစ္စာတို့အိတ်ဆဲထဲမှာ format တွေကိုတပုံစံနဲ့တူအောင် format ပေးတာလေးနဲ့ယူပြီးတော့ဒီပုံစံတိုင်းလေးအသုံးပြုလို့ရပါတယ်အားလုံးပဲအိတ်ဆဲထဲမှာ format ပေးတာအသုံးပြုရဲ့နည်းလေးကိုရမယ်လို့ထင်ပါတယ်